ထိုင်းနိုင်ငံမှာကျင်းပတဲ့တကြံပွဲတော်မှာမြန်မာတကြံတခြင်းနဲ့အတူမြန်မာအလံကို လွှင့်ထူပြလိုက်တဲ့ DJ Smile ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Top Celebration ကနေပြီးတော့ပြန်လည်လို့ကြိုဆိုပါရရှင် မြန်မာတို့ရဲ့အတာတကြံပွဲတော်ဆိုတာကတော့မြန်မာတို့ရဲ့ရှင်နေမှာအမျက်တနူထားရတဲ့ပွဲတော်တွေကပွဲတော်တစ်ခုပဲဖြစ်ပါရဲ့ရှင်ဒီနေ့မှာဆိုလို့ရှိရင်တော့မက်ချ်လအတွင်းမှာလှုပ်ခတ်ခဲ့တဲ့ပြင်းထန်တဲ့ငလင်ကြောင့်စကိုင်းမန္တလေးနဲ့နေပြီးတော့အနီးတစ်ဝိုက်တွေမှာပြင်းထန်စွာကိုထိခိုက်ပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့ပါတယ်မန္တလေးမှာဆိုလို့ရှိရင်အိုးအိမ်ပျက်စီးမှုတွေအသက်သေဆုံးမှုတွေများစွာဖြစ်ပေါ်ခဲ့သလိုသကိုင်းမှာလည်းထုံနီး၎င်းပဲဖြစ်ပါတယ် နှစ်တိုင်းမှာဆိုရင်တော့မန္တလေးတကြံရန်ကုန်တကြံဆိုတာကမန်းထပ်ပေါင်းမြောင်များစွာနဲ့တကယ်ကိုစီကားတဲ့တကြံလေးဖြစ်ပါတယ်။အတားတကြံပွဲတော်ဆိုတာကတော့မြမာရီကစတယ်၊ထိုင်းကစတယ်ဆိုပြီးတော့ငင်းခုံမှုတွေရှိခဲ့ပေမဲ့လည်းထိုင်းရဲ့ဆုံခရန်ပွဲတော်ကကမ္ဘာ့မွေနေ့စင်းဝင်အဖြစ်အရင်ဦးသွားတာဖြစ်ပါတယ်။ဒါပေမဲ့မြမာတို့ရဲ့အတားတကြံပွဲတော်ကလည်းကမ္ဘာ့အမွေနေ့စင်းဝင်သွားခဲ့ပြီလည်းဖြစ်ပါတယ်။ဒီနေ့မှာဆိုရင်တော့မြမာနိုင်ငံမှာအတားတကြံပွဲတော်ကိုအရင် တီကလိုရန်ကုန်တကြံမန္တလေးတကြံအရန်စီကားစွာမကျင်းပါဖြစ်ပေမဲ့လေသူနေရာနဲ့သူမှဆွေတော့တကယ်ဘယ်မြမရိုးရအတာတကြံကိုကြိုဆိုတဲ့ဘွဲတော်လေးကတော့လုံးဖြစ်တာပဲဖြစ်ပါတယ်။ထိုင်းမှာဆိုရင်လေဒီဆုံခရံဘွဲတော်ကနေပြီးတော့နိုင်ငံသားဧည့်သည်တွေအများကြီးဝင်ရောက်လာသလိုနိုင်ငံသားဝင်ငွေတွေလည်းအများကြီးရရှိတာ ဖြစ်ပါတယ်။ထိုင်းမှာဆိုရင်တော့ဒီတကြံဘွဲတော်ကာလမှာဆိုရင်ဧည့်သည်အများဆုံးဝင်ရောက်ပြီးတော့စီးပွားရေးလည်းထိုးတက်တဲ့လဖြစ်ပါတယ်။ထိုင်းဆုံခရံဘွဲတော်မှာမြမဒီဂျီမ လေး DG Spine ကလည်းတွားရောက်ပြီးတော့ဒီခဲရတာဖြစ်ပါတယ်ဒီခဲရတဲ့အချိန်မှာမြန်မာတို့ရဲ့တခြင်းဖြစ်တဲ့မျိုးချုံမြန်ရဲ့အမတ်တရားတခြင်းဆိုတဲ့တခြင်းကိုခွင့်ထောင်းပြီးတော့ဒီဂျင်နဲ့ဖန်တီးဖွင့်ပြခဲ့ရလဲဖြစ်ပါတယ်။တခြင်းဟိုတင်ဖန်တီးဖွင့်ပြခဲ့တာမဟုတ်ဘဲနဲ့မြန်မာအလံကိုပါလွှင့်ထူပြခဲ့ရလဲဖြစ်ပါတယ်။မြန်မာတို့ရဲ့အထာတခြင်းကိုကဘာကတိအောင်လို့ဒီဂျင်စမိုင်းကထုတ်ဖော်ပြခဲ့ရလဲဖြစ်ပါတယ်။မျိုးချုံမြန်ရဲ့အမတ်တရားတခြင်းဆိုတဲ့တခြင်းကတော့ တကယ်ကိုပဲတကြံရောက်တိုင်းမှာလုံးဝကိုမြန်မာတွေမေးလို့မရတဲ့သတင်းတပုတ်ဖြစ်ပါတယ်။ဒီသတင်းကို DJ တီးမယ်ဆိုတာမျိုးချုံမြိုင်စီမှာလည်း DJ Smile ကခွင့်တောင်းပြီးသားဖြစ်ပါတယ်။ DJ Smile ကမြန်မာနိုင်ငံအလံကိုလွှင့်ထူလိုက်တဲ့အခါမှာထိုင်းမှာရှိနေတဲ့တကြံပွဲတော်ကိုဆွနေနေတဲ့မြန်မာပရိသတ်တွေကလည်းတခဲနဲ့ကိုအားပေးကြတာလည်းဖြစ်ပါတယ်။ဒီမြင်ကွင်းကလည်းတကယ်ကိုပဲချီးနှူးစရာကောင်းပြီးတော့ပရိသတ်တွေရဲ့ရင်ထဲမှာခံစားမှုရတဲ့တမျိုးထိုးသွားစရာပဲဖြစ်ပါတယ်ရှင်။ဗီဒီယို လေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက် top celebrity တယောက်ချင်းစီတိုင်းကိုအထူးပဲစိတ်ကူးဟိုယဉ်ကျေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်စိတ်ကူးနဲ့တောင်မှဒီပုံလေးကိုမှတ်မြောက်ကြည့်လို့ရသလိုလက်တွေ့မှာလည်း social media မှာဒီပုံလေးကပြန့်နှံ့နေရပဲဖြစ်ပါတယ်ရှင်ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးများကြီးတင်ပါတယ်နောက်နေ့ရက်ချင်းဆက်မှုတွေမှာလည်းပြန်လည်ဆောင်တွေ့ကြပါစို့ရှင်